မင်္ဂလာပါခင်ဗျာလေဗန်ရုတ်တရဲ့မက်ရှလာ19ရက်နေ့မနက်ခင်းသတင်းစီစဉ်တိုင်းထုံးလုံးမှုကနေပြန်ဆိုလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပြီးသားမဲ့သတင်းတွေကတော့တိုင်ဂါမြို့နယ်မှာရွှေဆိုင်ပိုင်ရှင်မြို့သမီးတဦးကိုလူတစုကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းအေအဖွဲ့ကိုပိတ်ဆို့မှုချမှတ်ဖို့လုံခြုံရေးကောင်စီရဲ့အတီးပြုချက်လိုတဲ့အတွက်ဘင်္ဂါလီတွေရဲ့အရှိန်းနဲ့ပတ်သက်ပြီးအေအဖွဲ့နဲ့ဆွေးနွေးရမယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်ပြောကြားတယ်ဆိုတဲ့သတင်းရှင်းဘက်ပြည်ရင်းလုံခြုံရေးဌာနရဲ့ကြီးကဲရိုနင်ဘားကိုရုပ်ကနေဖေရှားဖို့ဣသရေးဝင်ကြီးချုပ်ကြိုးပမ်းနေတယ်ဆိုတဲ့သတင်း မီလီကိုတနစ်လာသာယူရိုတန်တရာနဲ့ဆော်ရီလီကနေကန်လှမ်းနေဆိုတဲ့တရင်ဆက်စတင်ကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တာဂီရာမြို့နယ်မှာရွှေဆိုင်ပန်ရှင်မြို့သူမီတူဦးကိုလူတစုကဖမ်းဆီးခေါ်ဆောင်သွားတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။တာဂီရာမြို့နယ်မှာရွှေဆိုင်ပန်ရှင်မြို့သူမီတူဦးကိုလူတစုကဖမ်းဆီးခေါ်ဆောင်သွားမှုမက်ရှလာဆက်ရှင်နဲ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်းတပ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံကနေစုံလမ်းသိရှိရပါတယ်။တာဂီရာမြို့နယ်နှင်းမြောက်ရပ်ကွက်ထူပန်ယုံ22လမ်းအနောက်မှာနေထိုင်တဲ့ ရွှေဆိုင်ပိုင်ရှင်မြို့သမီးကိုလူလေးကအာရာဖတ်အမျိုးသားမော်တော်ယာဉ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဒေါ်စနာလင်းခေါ်မိထုတ်ဆိုတဲ့ဆိုပါမြို့သမီးဟာမန်အောင်ဇာတိဖြစ်ပြီးတာဂီတာမြို့နယ်အမတ်၁ဈေးမှာလင်းလက်ရွှေစင်အမည်ရှိတဲ့ရွှေဆိုင်ကိုဖွင့်နေထားတာခုနှစ်ခန့်ရှိပြီဖြစ်ကြောင်းအဆိုပါမြို့သမီးနဲ့နှီးဆက်သူတူကပြောကြားပါဗျ။အဲ့ဒီမြို့သမီးဟာရွှေဆိုင်ဖွင့်ဖို့အတွက်ဈေးကိုအတော်မနက်၈:၄၅မိနစ်ခန့်မှာ အင်းကနေထွက်လာစဉ်လမ်းထိပ်အရောက်မှာဖန်စီခေါ်ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဘောင်းကျင်ကပြောတာတော့ကောင်မလီကအော်ဟစ်အကူကြီးတောင်းနေလို့သိရတယ်။အခုတော့တက်ဆိုင်ရာအဖွဲ့တွေကဆက်လက်စုံစမ်းနေတယ်။ရွှေဘလောက်ပါသွားတယ်ဆိုတာလည်းသေချာမသိရသေးဘူးလို့တက်ကီတာမြို့နယ်လုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတို့ကပြောကြားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာကဆက်လက်စစ်ဆေးလျက်ရှိပြီးရွှေတွေမြင်မြပါသွားတယ်ဆိုတာကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းတက်ဆိုင်ရာရဲတပ်ဖွဲ့ထံကလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေအဖွဲ့ကိုပိတ်ဆို့မှုတွေချမှတ်ဖို့ လွန်ညိုအီကောင်စီရဲ့အတီးပြုချက်လိုတဲ့အတွက်ဘင်္ဂါလီရီရဲ့အရေးနဲ့ပတ်သက်ပြီးအေအေဖွဲ့နဲ့ဆွေးနွေးရမယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်ပြောကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေဖွဲ့ကိုပိတ်ဆို့မှုချမှတ်ဖို့လွန်ညိုအီကောင်စီရဲ့အတီးပြုချက်လိုတဲ့အတွက်ဘင်္ဂါလီရီအရေးနဲ့ပတ်သက်ပြီးအေအေဖွဲ့နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ရမယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂဟာဘင်္ဂလားဒေ့နိုင်ငံကနေမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီလမ်းကြောင်းရဲ့ဖြစ်နိုင်ခြေတရက်ကိုလေ့လာနေတယ်လို့ မက်ရှလာ9နေမှာကုသမကအတွင်းမှုချုပ်အန်တိုနီယိုကူတာရက်စ်ကပြောကြားပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို၄ရက်ကြာခရီးရောက်ရှိနေတဲ့ကူတာရက်ခါဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့ပါရယ်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေဟာလူသားချင်းစာနာမှုအကူအညီဖျက်တောက်ခံရမယ့်အနေအထားကိုရင်ဆိုင်နေကြရပါရယ်ဒုက္ခသည်တပ်တန်းဝင်ခြင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဆွေးဝါးလာတဲ့ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရပါရယ်ဘင်္ဂလီရီအစဉ်ပြေပြေပြန်လာနိုင်စီဖို့အခြေအနေတွေကိုဖန်တီးပေးဖို့မြန်မာနိုင်ငံတည်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရှိန်မြှင့်လှုပ်ဆောင်မှုလိုပါတယ်လို့သတင်းစာရှင်းပြမှာကူတော်ရက်စ်ကပြောကြားခဲ့ပါတယ်။ မန်ကန်တဲ့အခြေအနေတွေအရဘင်္ဂလားဒေ့ကနေလူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းကိုထားရှိခြင်းကဘင်္ဂလားဒေ့ပြန်လာရေးကိုအထောက်အကူပြုမှာဖြစ်ပေမဲ့လည်းအဲ့လိုပြန်လာရမှာတရားဝင်ဖြစ်ခြင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလိုအပ်လိမ့်မယ်လို့ Gutierrez ကပြောကြားခဲ့ပါတယ်။ AE နဲ့ရခိုင်ဆက်ဆံရေးတွေကခက်ခဲခဲ့ရဆိုပေမဲ့လိုအပ်တဲ့အပြန်လည်ဆွေးနွေးမှုတွေလုပ်ဆောင်ရမယ်လို့အတွင်းမှုချုပ်ကပြောကြားခဲ့ပါတယ်။ AE ကိုဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခြင်းက အတီးပြုတ်ခက်ခဲတဲ့ကုသမဂလုံခြုံရေးကောင်စီရဲ့အတီးပြုတ်ချက်ကိုလိုအပ်မှာဖြစ်တာကြောင့်အေအေနဲ့ဆွေးနွေးခြင်းကအရေးကြီးတယ်လို့ဂူတာရော့စ်ကဖိဆက်ပြောကြားပါရတယ်။တိုက်ပွဲတွေအဆုံးသတ်ဖို့နဲ့ဒီမိုကရေစီလမ်းကြောင်းစီသွားမယ့်လမ်းကြောင်းကိုနောက်ဆုံးမှထူထောင်မှုအမတ်ခံချက်ရရှိဖို့အိန္ဒိချင်းအလုံးထံကနေဖိအားပို့ပေးတာဟာမဟုတ်ချလိုအပ်ပါတယ်လို့ဂူတာရော့စ်ကပြောပါရတယ်။အေအေဖွဲ့ပါဝင် MNDAA TNL စတဲ့မြောက်ပိုင်းသုံးဘွေကိုအကြံဖက်အုပ်စုတွေအဖြစ်2024ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာမြန်မာအကြံဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့ကကြေညာထားပါတယ်။ဆက်လက်ပြီးတော့ ရှင်းပတ်ပြည်တွင်လုံခြုံရေးဌာနရဲ့အကြီးအကဲရိုးနင်ပါကိုရတုကနေထုတ်ပယ်ဖို့ Israel ဝန်ကြီးချုပ်ဂျိုးဘန်နေရဲ့ဆွေးနွေးတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ပြည်တွင်လုံခြုံရေးအေဂျင်စီရှင်းပတ်ကိုဦးဆောင်နေတဲ့ရိုးနင်ပါကိုရတုကနေဖေရှားနိုင်ရေးဂျိုးဘန်သွားမယ်လို့ Israel ဝန်ကြီးချုပ်နေတန်ယာဟုကမတ်လ16ရက်နေ့ကကြေညာထားပါတယ်။ရှင်းပတ်အေဂျင်စီကနေတန်ယာဟုရဲ့အနီးကပ်အရာရှိတွေကိုစုံစမ်းစစ်ဆေးနေခြင်းအခုကြေညာချက်ထုတ်ပေါ်လာခြင်းဖြစ်ကအချိန်ကြာလာတဲ့အမျှ ရိုနင်ဘာပေါ်ယုံကြည်မှုပြတ်ပြားလာတယ်လို့နေတန်ယာဟုကဆိုပါတယ်။ရိုနင်ဘာကတော့အရေးကြီးတဲ့စုံစမ်းစစ်ဆေးမှုတွေကိုအပြီးတက်နိုင်အောင်ဂျန်အင်စရီတစားကန်တွေပြန်လည်လွတ်မြောက်လာနိုင်အောင်လည်း၎င်းနေရာဆက်ခံမှုအလားအလာရှိသူတွေကိုပြင်ဆင်ပေးနိုင်အောင်လက်ရှိတောင်းကိုဆက်ယူထားမှာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ဒါပြင်လူတို့ရဲ့ဂျိုးစီဘတ်ကိုစန့်ကျင်ပြီးပုတ်ကိုရေးအရာတက်ဆာရှိမှုကိုနေတန်ယာဟုကမျှော်လင့်နေတဲ့အပေါ်ရိုနင်ဘာကဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ယာတို့တောင်းနဲ့ပတ်သက်ပြီးမြေတီဥပဒေကအဆုံးဖြတ်ကိုမဆိုလိုက်နိုင်မှာဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ Israel ဆိုရရှိနေကြအစိုးရ နေတန်ယာဟုဟာမိဒီအကြောင်းကြောင့်ရိုနန်ဘားကိုဖယ်ရှားလိုတယ်ဆိုတာကိုမှတ်ချက်ရိုနန်ဘားကိုဖယ်ရှားလိုတယ်ဆိုတာကိုရှင်းလင်းချက်ပေးရမှာဖြစ်ပါတယ်။ရှင်းဘတ်ဟာပါလက်စတိုင်းစစ်သေးကြအဖွဲ့ဟာမတ်စ်ကိုစောင့်ကြည့်တောင်းယူထားတဲ့အဖွဲ့အစည်းလေးဖြစ်ပြီး2023ခုနှစ်အောက်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုဖြစ်ခဲ့ရခြင်းဟာအေဂျင်စီရဲ့ပေါ်ယုံမှုတွေကလည်းပါတယ်လို့နေတန်ယာဟုရဲ့အစိုးရရဲ့ policy တွေလိုအပ်ချက်ရှိနေခြင်းကြောင့်လို့မကြသေးမီကထုတ်ပြန်ချက်တစ်ခုမှထုတ်ပြန်ခဲ့ပါတယ်။နေတန်ယာဟုကလည်း အော်တိုဘားလ9ရက်နေ့ဟာမတ်တိုက်ခိုက်မှုအတွက်စစ်ဆေးရေးကော်မရှင်တရက်ကိုသာတောင်းဆိုလာခဲ့ပြီး Israel စစ်တပ်နဲ့လုံခြုံရေးအေဂျင်စီတွေရဲ့ပေါ်ရအမှုကြောင်းတို့ထောက်ပြခဲ့ပါတယ်။နေတရာဟုလက်ထက်အဖြုတ်ခံရဒါမှမဟုတ်ရာထူးကနေဆင်းမှုဖိအားပေးခံရတဲ့ထိပ်ပိုင်းလုံခြုံရေးအရာရှိများစွာတွေကကာကွယ်ရေးဝန်ကြီး Louis Gallant လည်းပါပါတယ်။ဟာမတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းလက်ရှိရာထူးမှာရှိနေတဲ့လုံခြုံရေးအရာရှိအနေစုတွေမှာရိုနေပါပါပြီးအကယ်၍၎င်းကိုရာထူးကနေဖေရှောင်းမှုအောင်မြင်ခဲ့မယ်ဆိုရင်သူ့နေရာမှာ ်တစ္ဆာကန်တအုပ်ကိုနေတရာတို့ကအစားထိုးခန့်ဝယ်ရှိနေပါတယ်ရူနမားကိုဖေရှားလိုက်ပါကအစ်စရီစစ်ရေးရီမန်းချက်တွေဖြစ်မြောက်လာပြီးနောက်ထပ်ကန်ဆုမှုတစ်ခုကိုတားဆီးနိုင်လိမ့်မယ်လို့နေတရာဟုကပြောပါတယ်နောက်ဆုံးသတင်းဒီပုံအနေနဲ့ဒမီလီကိုတနစ်လာစာယူရိုတန်တရာနဲ့ဆော်ရီလီကကန်လန့်နဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်ဆော်ရီလီကကလပ်အသင်းတင်းဟာ PSG အသင်းကတိုက်စစ်ကစားသမားဒမီလီကိုတနစ်လာစာယူရိုတန်တရာနဲ့ကန်လန့်ထားတယ်လို့သိရပါတယ် ဒမီလီဟာဒိုင်ယန်ပတ်တမရီနဲ့မကြာခဏရင်ဆိုင်ရလိရှိသောသမားတဦးဖြစ်ပေမဲ့လက်ရှိအချိန်မှာ PSG တင်မှာအကောင်းဆုံးခြေစမ်းပြနေတဲ့အတွက်ထိပ်သီးအသင်းများစွာကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။အဲ့ဒီအချိန်ထဲမှာ Sorry Club အသင်းတစ်သင်းကတနည်းလာသာယူရိုတန်တရာနဲ့ကန်လန်ထားကြောင်းအနာစီယွန်တွေကဖော်ပြခဲ့ပါတယ်။အလဲမဲ့ရတဲ့မက်ရှလာ၁၉ရင်းမနက်ခင်းသတင်းစီစဉ်ကိုတိုက်ထုတ်လွှင့်နေဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ